အမေရိကန်က ကာရီဘီယံပင်လယ်အတွင်းကြီးမားတဲ့စစ်အင်အားတိုးချဲ့တိစောက်မှုတွေလှုပ်ဆောင်နေတဲ့အပေါ်နိုင်ငံတကာကစိုးရိမ်ပူပန်ကြောင်းပြောဆိုမှုတွေထွက်ပေါ်လာနေပါတယ်။ကာရီဘီယံအတွင်းအမေရိကန်ရဲ့လှုပ်ဆောင်နေမှုဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်ရာရောက်နိုင်သလိုဒေသတွင်းမှာရှိနေကြတဲ့တန်းနဲ့ချီတဲ့ပြင်သစ်နိုင်ငံသားတွေအတွက်မတည်ငြိမ်မှုတွေဖြစ်စေနိုင်တယ်လို့ပြင်သစ်နိုင်ငံသားရေးဝန်ကြီးကပြောပါတယ်။ဗြိတိန်ကတော့ကာရီဘီယံပင်လယ်ထဲမှာမူရစ်ဆေးတင်ဆောင်လာတယ်ဆိုတော့မော်တော်ဘုတ်တွေကိုစစ်ဆေးမြင်းမြန်းခြင်းမရှိဘဲတစ်ဖက်သက်တိုက်ခိုက်ဖြစ်စီနေတဲ့လောက်ရကြောင့် အမေရိကန်နဲ့ထောင်လိုင်းရေးသတင်းအချက်အလက်ဖလှယ်တဲ့အစီအစဉ်ကိုရပ်ဆိုင်းထားလိုက်ပါတယ်။ကိုလံဘီယာသမ္မတကလည်းကာရီဘီယံပင်လယ်ထဲမှာအမေရိကန်ကမော်တော်ဘုတ်တွေတိုက်ခိုက်နေတာနဲ့စစ်ရင်အားအလွန်အကျွံတိစောက်နေမှုအပေါ်စိုးရိမ်ပူပန်ကြောင်းပြောကြားလိုက်ပြီးအမေရိကန်နဲ့ထောင်လိုင်းရေးသတင်းအချက်အလက်ဖလှယ်မှုကိုကန့်တတ်ပြီးလှုံ့ဆော်နေပါတယ်။ရုရှားနဲ့ငရဲရေးဌာနကတော့ကာရီဘီယံပင်လယ်ထဲမှာအမေရိကန်ကတိုက်ရင်အားအလွန်အကျွံချထားတဲ့အပေါ်ပြစ်တင်ရှုံချကြောင်းနဲ့ဗင်နီဇွဲလားခေါင်းဆောင်ပိုင်းကိုထောက်ခံကြောင်းပြောပါတယ်။ ရုရှားကဗင်နီဇွဲလားကိုတိုက်လေရင်နေအပါဝင်စီရေးအရာကိုညီပေးနေပါတယ်။ကာရီဘီယံနိုင်ငံများရဲ့နိုင်ငံသားဝင်ကြီးများအဖွဲ့ကာရီကွန်ကလည်းဒီဒေတာဟာစီရေးအရာဝင်ရောက်ဆွတ်ဖက်မှုမရှိတဲ့ငင်းချမ်းတဲ့ဇုံအဖြစ်ဆက်လက်တည်ရှိစေလိုကြောင်းသဘောထားထုတ်ပြန်ချက်ကိုအမေရိကန်အစိုးရထံပို့ပါတယ်။ကုလသမဂ္ဂကတော့အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်မော်တော်ဘုတ်တွေပေါ်ပါလာသူတွေတည်ဆုံးခဲ့တဲ့ဖြစ်ရပ်ကိုပြစ်တင်ရှုံချလိုက်ပြီးဒါဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်ရာရောက်နိုင်တယ်လို့ပြောပါတယ်။ အခုချိန်ထိတမရထရန့်အပါအဝင်အမေရိကန်အစိုးရတာဝန်ရှိသူတွေကတော့ဗင်နီဇွဲလားကိုခြေလျင်တက်ဆေလွတ်ပြီးဝင်တိုက်မယ်မတိုက်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောမထားသေးပါဘူးနိုင်ငံရေးဝန်ကြီးမာကိုရူဘီယိုကတော့ဗင်နီဇွဲလားတမရနီကိုလတ်စ်မာဒူရိုဟာအမေရိကန်ဥပဒေကိုရှောင်တိမ်နေတဲ့ဝရမ်းပြေးဖြစ်ပြီးဗင်နီဇွဲလားရဲ့တရားဝင်ခေါင်းဆောင်မဟုတ်ဘူးလို့ပြောထားပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ